ဒေါ်လာတသန်းကျော်တန်နာဤပတ်တဲ့ရော်ဒက်တို့ပေါ်တူဂီအသင်းကောင်းဆောင်ရော်ဒက်တို့ဟာနမဲကျော်မီဒီယာသမားတစ်ယောက်ဖြစ်တဲ့ PS Morgan နဲ့လုပ်ခဲ့တဲ့အင်တာဗျူးမှာအမေရိကန်ဒေါ်လာတစ်သရမတသန်းတန်တဲ့နာဤပတ်ခဲ့တယ်လို့ဒီတိန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်ရိုနယ်ဒိုပတ်ခဲ့တဲ့နာယီဟာဂျက်ကော့ဘန်ကိုတွင်းတာဘိုဘူဂတိအမျိုးအစားနာယီဖြစ်ပါတယ်။ဒီနာယီကို18ကာရက်ရှိတဲ့ရွှေဖြူတွေအပါအဝင်အရည်သွေးမြင့်ရှားပါးစိန်ဖြူတွေနဲ့ ပေါင်းဆက်ပြုလုပ်ထားတာဖြစ်ပါတယ်။တက္ကပါလုံးမှာ၁၈လုံးပဲထုတ်လုပ်ရောင်းချထားတဲ့နိုင်ရီမျိုးအစားဖြစ်ပြီးတန်ဖိုးကြီးအတုံးဆောင်တွေကို၃-၄ထားရှိတဲ့ရော်နယ်ဒိုစီမှာတစ်လုံးရှိနေတယ်လို့မြင်ခဲ့ရတာပါ။ ရိုနယ်ဒိုဟာအန်နာစာနဲ့ချုပ်ဆိုခဲ့တဲ့နှစ်နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ကြောင်တနေ့ကိုဝင်ငွေပေါင်း48,800ရှိနေသူဖြစ်တယ်လို့ကမ္ဘာသမိုင်းမှာလည်းဘီလီယံနာဘဝကိုပထမဆုံးရောက်တဲ့ဘောလုံးသမားအဖြစ်လဲစံချိန်တင်ထားသူဖြစ်တာကြောင့်အခုလိုကမ္ဘာပေါ်မှာရှားပါးပြီးတန်ဖိုးရှိတဲ့နိုင်အမျိုးအစားကိုပတ်ခဲ့တာလည်းဖြစ်ပါတယ်။